ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားတဲ့တဲ့ကိုကြည့်ရမယ်ဆိုရင်တော့ ကိုပါအမေရိကချန်ပီယံအာဂျင်တီးနားနဲ့ယောပချန်ပီယံစပိန်တို့ရဲ့ဖီနာလီစီမာပြိုင်ပွဲကိုမကြာမီကျင်းပဖို့ရှိတယ်လို့ဆိုထားပါတယ်2026အတွင်းမှာဖြစ်လာနိုင်ပွဲရှိပြီးတော့ဘောလုံးပြက်ကရင်ရဲ့လွတ်သွားနိုင်မယ့်ရက်ကိုသူတို့ဘက်ကရှာဖွေပြီးတော့ကျင်းပသွားဖို့ရှိကြောင်းယောပဘောလုံးဖွဲ့ချုပ်ယူရီဖာကဆိုထားပါတယ် ကာလိုအန်ချီလိုတီကတော့ဘရာဇီးလွေစင်အသင်းရဲ့ပနာမလူစင်းကိုမချမီထုတ်ပြန်မှာဖြစ်တယ်။လက်ရှိမှာတော့ဘရာဇီးလွေစင်အသင်းရဲ့ကမ္ဘာဖလားချေစပွဲလူစင်းတွေကိုအန်ချီလိုတီက ရီယယ်မက်ဒရစ်အသင်းကထွက်တာနဲ့တရားဝင်ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စပိန်လူဝစ်စင်အသင်းရဲ့နီးပြလူးစ်ဒယ်လဖွန်တီကတော့အောင်နာဆာအသင်းရဲ့နောက်ခံကစားမအိုင်မရစ်လာပေါ့အနေနဲ့လူးစ်စင်အသင်းမှာနေရာရချင်တဲ့ပွဲထွက်ချင်ရင်တော့ဥရောပကိုပြန်ပြောင်းလာဖို့တတိပေးလိုက်တယ်။ဒါ2026ကမ္ဘာပလာပြိုင်ပွဲမှာစပိန်နဲ့ပါဝင်ချင်ရင်အိုင်မရစ်လာပေါ့အနေနဲ့ဥရောပကိုပြန်သွားရဖို့လည်းရှိနေတာဖြစ်တယ်။ ဘာဖီလေယိုရဲ့အချမ်းဖြစ်သူဟိုဂီမန်တက်စ်ကတော့ AC မီလန်အသင်းကထွက်ခွာဖို့ပြင်ဆင်ရရှိချောင်ဆိုလိုက်ပါတယ် AC မီလန်ကတော့သူ့ကိုရောင်းဖို့အစီအစဉ်မရှိလို့ယူရိုတန်185တန်တီရောကြီးစာချုပ်ထည့်သွင်းထားတာမှပဲ ရာဖီလီယိုကလိုယာတီမာချယ်ဆီပဲဖြစ်ဖြစ်ဘာစလိုနာနဲ့ထိပ်တန်းကလပ်တွေကိုပြောင်းဖို့ပြင်ဆင်ကြိုးပမ်းနေရှိကြောင်းဖော်ပြထားတာလည်းဖြစ်တယ်။ဘာစလိုနာကတော့သူတို့ရဲ့တိုက်စီမူဖာရန်တိုရက်စ်ကိုရောက်ထုတ်ပွဲရှိပါတယ်။ဖာရန်တိုရက်စ်ကိုဘာစလိုနာအသင်းကယူရိုတန်90လောက်ရရင်လိုယာတီမာရောက်ချသွားဖို့ဆန္ဒရှိပြီးတော့အပြောင်းရွှေ့အသုံးစေးရဖို့သူတို့ဘက်ကကစားမအချို့ကိုထွက်ခွာခွင့်ပေးမှာဖြစ်ကြောင်းဆိုပါတယ်။ ာရှိဖလစ်ကတော့လက်ရှိအချိန်ထိဂျိုနသန်ထားကိုခေါ်ဖို့မျှော်လင့်နေဆဲဖြစ်တယ်။ဘိုင်ယူနစ်အသင်းနဲ့၃နှစ်စာချုပ်ချုပ်ဆိုထားတာတည်တိုင်အောင်လက်ရှိအချိန်ထိအရလဲဂျိုနသန်ထားဟာဘာဆိုနာရဲ့ကံလာမှုကိုစောင့်မျှော်နေဆဲဖြစ်တယ်။ အန်ဒရီယာခရစ်ရှင်စင်နဲ့အရီကာစီယာဆက်နေသွားနိုင်ဖို့အရှိတဲ့အတွက်ကြောင့်ဂျိုနသန်ထောက်ကိုခေါ်ယူဖို့မှာဘာဆိုနာကအရန်စဉ်းစားနေတဲ့အချိန်ဟာစီဖလီကာတော့ဂျမနီနောက်ခံကစားမကိုလိုချင်နေတယ်လို့ဆိုထားပါတယ်။ရီယယ်မက်ဒရစ်အသင်းကတော့ဂျာဗီအလွန်ဆိုရဲ့ request အတိုင်းကစားမတွေကိုဝယ်ယူပေးဖို့ရှိပြီးတော့ကွင်းလေကစားမတယောက်အားဖြည့်ဖို့ရှိကြောင်းဆိုပါတယ်။ရီယယ်မက်ဒရစ်အသင်းကလက်ရှိမှာ Trent Alexander Arnold ကိုဒိုချင်းဝင်နှစ်တန်းပေးပြီး Liverpool ရှိကခေါ်ဖို့နောက်ဆုံးတစ်ချိန်ထပ်ပြီးကာ န်ထားသလိုလက်ရှိနေထားရတဲ့ဒီကမ်းလှမ်းမှုဟာသဘောတူညီမှုရရှိလိမ့်မယ်လို့မာကာကဖော်ပြထားတာဖြစ်တဲ့ Finisher Junior ကတော့ Madrid အင်းမှာတက်တန်းတိုးစာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းနေတဲ့အချိန်လောကလာစာတစ်နှစ်ကို Euro 30တိမျောလေးရရှိတယ် Madrid ဘက်က Euro 30မပြည့်တဲ့ကမ်းလှမ်းမှုနဲ့စာချုပ်တစ်ကိုကမ်းလှမ်းထားပေမဲ့ Finisher Junior ကတော့အနည်းဆုံးတန်30လိုရှိနေတယ်လို့ဖော်ပြထားပါတယ်။ Real Madrid က Don Hosen နဲ့စာချုပ်တက်တန်းချုပ်ဆိုဖို့သဘောတူပြီးတော့ ော့ကစားမကဆေးစစ်မှုအောင်မြင်ပါပြီဘုံပေါင်းနောက်ခံကစားမကမက်ဒရစ်အသင်းမှာ2030ကနေ30 ठी ठी ရှိမှာဖြစ်ပြီးတော့ဒါလက်ရှိမှာမက်ဒရစ်အသင်းကအေဗာရိုဖနန်ဒက်စ်ကစားရကူပါအပိတတ်နိုင်ဖို့အစွမ်းကုန်ကြိုးပမ်းလက်ရှိတာလည်းဖြစ်တယ်ဘိုင်ယလီမကူစင်အသင်းကသူတို့ရဲ့တောင်ပံကစားမဖလော်ရီယန်ဗတ်ကိုပြောင်းရွှေ့ခြင်းတန်တရာ90 ठी လုံးဝကိုရှော့သွားမှာမဟုတ်ကြောင်းဆိုပါတယ်လက်ရှိနေထားရဘိုင်မြူနစ်ကဖလော်ရီယန်ဗတ်ကိုယူရိုတန်တရာနဲ့ကာနာမှုကိုချက်ချင်း पे छाके थ्रू မန်ချက်စတာစီးတီးကလည်းတန်တရာချိုတရာအစိတ်လောက်နဲ့ကမ်းလာမှုရှိပေမဲ့လီဗာပူးစင်ကတန်တရာ90ရာမှထွက်ခွာခွင့်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ချန်ပီယံလိဖိုင်နယ်ကိုတက်ထားတဲ့အင်တာမီလန်အသင်းရဲ့နီးပြစီမိုနီအင်ဇာဂီကနွေရာသီမှာကစားမ၄ရောက်နဲ့၅ရောက်အားပြေမှုပြင်ဆင်မှုရှိပြီးတော့ကလပ်အသင်းကလည်းထိတ်တန်းဆင်းရှိတဲ့ကစားမတွေနဲ့ဥရောပမှာဆက်လက်ရပ်တည်နိုင်ဖို့လိုအပ်ကြောင်းအသင်းကိုအသိပေးလိုက်ပါတယ်။လီဗာပူးဘက်ကတော့အခုလောလောဆယ်အနေထားရခရစ်စတီယန်ပယ်လစ်ရဲ့ ့ကွေးလင်ကစားမအာဂျန်ဝေါ်တန်ကိုစိတ်ဝင်စားလေးရှိတယ်ဒီစားမကိုလီဗာပူးကသဘောကျပြီးတော့ခေါ်ယူဖို့စာနာရှိနေပြီးတော့ ပယ်လစ်ကပေါင်65တန်းလောက်ရရင်ရောက်ချပွဲရှိပြီးမန်ချက်စတာစီးတီးအသင်းကလည်းစောင့်ကြည့်နေတာပါလီဗာပူးအနေနဲ့နောက်ခံလူအီဘရာဟီမာခနာတီးကိုစိုးရိမ်လည်းရှိတယ်အထူးသဖြင့်ထရက်အလက်ဇန္ဒားအာနိုဒိုကတတ်တမ်းမတိုးခဲ့တဲ့ပုံစံအတိုင်းခနာတီးကလှုပ်ဆောင်နေတဲ့ပုံကိုစိုးရိမ်ပူပန်လည်းရှိပြီး2026မှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရီယယ်မက်ဒရစ်ကိုပြောင်းသွားမှာကိုပူပန်လည်းရှိတယ်ကလပ်ဘက်ကတော့အီဘရာဟီမာခနာတီးကိုအမြန်ဆုံးတတ်တမ်းထပ်တိုး ိုကျိုးပန်းနေတယ်လို့ဖော်ပြထားပါတယ်ဒါလီဗာပူးအသင်းအနေနဲ့လက်ရှိနေထားရ သူတို့အတင်းရဲ့တိုက်စစ်ပိုင်းကိုလည်းအားဖြည့်ဖို့ပြင်ဆင်နေရင်တစ်ဖက်မှာလည်းအတင်းရဲ့ကစားမအချို့ကိုခေါ်ယူသွားဖို့ရှိတယ်။တစ်ချိန်တည်းမှာလီဗာပူးအတင်းကအခုလောလောဆယ်အနေထားရခရစ်စတိုဘာအန်ကူကူအပါဝင်ထိတ်တန်းတိုက်စစ်မှုတွေကိုသူတို့ဘက်ကဝေယာတီတာဂက်ထားပြီးခေါ်ယူသွားပွဲရှိကြောင်းလည်းဖော်ပြထားပါတယ်။ချက်စီတင်ကတော့ထေယိုဟနန်ဒက်စ်ကိုခေါ်ပိုးစိတ်ဝင်စားလည်းရှိကြောင်းဆိုလိုက်တယ်။မာကူကရယ်လာရှိနေသည့်တိုင်အောင်ချက်စီကဘယ်နောက်ခံလူတယောက်ကိုတော့ဝေယာတီမှာအစားထိုးခေါ်ယူဖို့ရှိကြောင်းလည်း ်လက်ရှိမှာတော့ AC Milan အသင်းကစာချုပ်တနစ်ပဲချန်တဲ့ Theo Hernandez ကိုဒါမကြာမီရောက်ချမှာဖြစ်တဲ့အတွက် Chelsea အသင်းကစိတ်ဝင်စားလို့ရှိတာပါ Chelsea နေ့ပြ Anzu Marska ကကျွန်တော်တို့တိဆောက်နေတဲ့အသင်းဟာမှန်ကန်တဲ့လမ်းကြောင်းကိုသွားနေတဲ့အသင်းဖြစ်ပြီး Man United နဲ့ပွဲပြီးမှဥရောပ Champions League ဝင်ခွင့်အတွက်အခြေအနေကောင်းလာခဲ့ခြင်းပေါ်ကို Anzu Marska ကဆိုလိုက်တယ် မှန်ကန်တဲ့လမ်းကြောင်းနဲ့ဒီသင်ဟာအကောင်းဆုံးဆွမ်းဆောင်ရင်တဲ့အတူမကြမီမျော်လင့်ချက်ပန်းနိုင်ဒီကိုရောက်ရှိမှာဖြစ်ပြီးဒီထွက်တော့ပိဋကတ်တွေအနေနဲ့သူတို့အသေးပေါ်ကိုယုံကြည်မှုအပြည့်အဝရှိဖို့လိုအပ်ကြောင်းအန်ဆိုမာရစ်ကာကဆိုခဲ့တာပါချက်စီရဲ့တိုက်စီမှုခရစ်စတိုဘာအန်ကူကူကိုကာနာနဲ့အသင်းအများစုကသူ့ကိုခေါ်ဖို့ကြိုးပမ်းနေကြပြီဖြစ်တယ်အန်ကူကူဟာယာတီကုံမှာချက်စီကလမ်းခွဲဖို့ပြင်ဆင်နေတဲ့အချိန်ပရီးမီယာလိဂါထော့တနမ်ဟော့စပါအာစနယ် ဘိုင်မြူနစ်အသင်းအပါအဝင်လီဗာပူးအသင်းတွေကလည်းစိတ်ဝင်စားလေးရှိပြီးအန်ကူကူကိုချယ်ဆီကပေါင်တန်း90ထိသတ်မှတ်ထားတာပါ အာဆနယ်အသင်းကတော့ရူဒရီဂိုကိုတော်တော်လေးချိတ်ကပ်မှုပြုလုပ်ရရှိတယ်စပိန်မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရရူဒရီဂိုကို အာဆနယ်က message ပို့ပြီးသူ့ကိုခေါ်ယူဖို့ဦးစားပေးပြတ်ဖြစ်ကြောင်းအသိပေးခဲ့ပြီးတဲ့နောက် ရိုဒရီโกကလည်းအာစနယ်ကိုစဉ်းစားလျက်ရှိကြောင်းဖော်ပြနေပါတယ်။ Mikel Arteta တို့အနေနဲ့လက်ရှိနေထားရာ Lucas ရဲ့တိုက်စစ်မှု Arsenal အဆက်ကိုရဖို့မတိကြတော့တဲ့အတွက် Victor Jokres ကိုပဲအဓိကပြစ်မှတ်ထားနေပြီးတော့သူတို့အနေနဲ့တိုက်စင်တယောက်တောင်မန်ကစားမ၂ယောက်စုစုပေါင်း၄ယောက်ကိုအဓိကပြစ်မှတ်ထားလေရှိတယ်။လက်ရှိမှာ Jokres နဲ့ Sasco, Nico William နဲ့ Rodrigo တို့ကသူတို့ရဲ့အဓိကတိုက်စင်ရဲ့ target တွေဖြစ်တယ်လို့ဆိုပါတယ်။ Arsenal ဟာသူတို့တင်းရဲ့ကိုယ်လက်စားမပါတီရဲ့စာချုပ်တစ်အပြင် William Saliba စာချုပ်တစ်နဲ့ Gabriel စာချုပ်တစ်အားလုံးကိုတပြိုင်နက်ကျိုးပန်းလည်းရှိပါတယ်။အထူးသဖြင့် Gabriel Saliba နဲ့ပါတီတို့ကိုအနည်းဆုံးနောက်ထပ်သုံး ၃နှစ်နဲ့၅နှစ်ကြာတက်တန်းထပ်တိုးမှုရှိပြီးသောမက်ပါတီကတော့စာချုပ်တစ်ကိုစောင့်မျှော်နေကြောင်းဆိုပါတယ် and postal go crew ကတော့မင်းညတို့က Tottenham Hotspur က Aston Villa ကိုရှုံးနေခဲ့ပြီး DRB ပြိုင်ပွဲဆုံးမှာ25ပွဲထိရှုံးနေပါတယ်။ဒါက Tottenham Hotspur တမိုင်း6990 90နောက်ပိုင်းပြိုင်ပွဲဆုံးမှာ25ပွဲထိရှုံးနေခဲ့ပြီးစံချိန်သစ်တရက်လည်းဖြစ်ပါတယ်။ Sporting ကတကယ်လို့များ Europa League မှာ champion ဖြစ်ရင်ဒီ ပြအန်ချ်ပေါ်ဆိုကိုဂရုကစုချင်းငွေဘောနပ်စ်နှစ်တန်းထိရရှိမှာဖြစ်တယ်။ထော်တန်အနေနဲ့နှစ်ပေါင်း42နှစ်အတွင်းယူရိုပီယံပြိုင်ပွဲတွေမှာချန်ပီယံဖြစ်နိုင်မဲ့အခွင့်အရေးရှိပြီးဘရူးနေမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားရမှာဖြစ်တယ်။ဒါလီဗာပူးအသင်းရဲ့စူပါစတာမိုဟာမက်ဆာလတ်စ်ကတကယ်လို့များကေဗင်ဒပရိုင်းနာသာလီဗာပူးကိုပြောင်းရွှေ့မယ်ဆိုရင်အသင်းမှာတေးချပေါက်နေရာပေးသွားဖို့ရှိပြီး သူ့အတွက်နေရာတေချာပေါက်ဖယ်ပေးလိမ့်မယ်လို့သူကဆိုလိုက်ပါတယ် Sky Sport နဲ့ပြုလုပ်တဲ့ interview မှာ Debrainer လို့ကစားမမျိုးအတွက်သူတို့မှနေရာအပြည့်အဝရှိတယ်လို့သူကဆိုခဲ့တာပါ Manchester City က AC Milan တင်းရဲ့ကိုယ်လက်ကစားမ Rider ကိုတရားဝင်ကမ်းလှမ်းပြီးဖြစ်ပါတယ်ပြောင်းရွှေ့ချေ Euro 80တိရှိပြီးတော့လက်ရှိမှာ Netherlands ကိုယ်လက်ကစားမကို City က နံပါတ်၈ position တွက်အဓိကခွေပူစတင်ဆွေးနွေးနေတာဖြစ်တယ်။တစ်ဖက်မှာတော့ Man City အသင်းအနေနဲ့သူတို့အသင်းရဲ့ခံစစ်ပိုင်းအပြောင်းလဲအချိုးရှိပြီးတော့ Nathan Ake တို့နောက်တစ်ဖက်ကဒီ John Stone အပါဝင်ကစားမချုပ်ကိုရောင်းဖို့ရှိလို့ Bernardo Silva, Kevin De Bruyne နဲ့ Jack Grealish တို့လည်းအသင်းကထွက်သွားနိုင်ပွဲရှိတယ်လို့ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်သင်းရဲ့အသင်းကောင်းဆောင်ဘရူနိုဖနန်တက်စ်ကတော့ကလပ်သင်းရဲ့တနစ်တာအကောင်းဆုံးဆုတွေကိုတိမ့်ချုံရယူခဲ့ပါတယ်2024 25ခုနှစ်တွင်မန်ယူနိုက်တက်အတွက်ပြိုင်ပွဲဆုံးမှာ16ဂိုးသွင်း16ဂိုးဖန်တီးခဲ့တဲ့ဘရူနိုဖနန်တက်စ်ကဒါလက်ရှိမှာအသင်းရဲ့အကောင်းဆုံးပေါ်သမားဆုကိုမာဇာလော်မီနဲ့အာမတ်ဒီယာလိုကိုကျော်ပြီးရရှိခဲ့တယ်လို့ United ကစားမတွေကရွေးချယ်တဲ့အထူးချင်းအကောင်းဆုံးဆုကိုပါရရှိခဲ့တာလည်းဖြစ်တယ်တစ်ချိန်တည်းမှာပဲ Manchester United အသင်းကခုတ နေ့ကပရီးမီးယားလီဂ်မှာချက်စီကိုထပ်ပြီးရှုံးတဲ့အတွက်ဒါဟာသမိုင်းတလျှောက်တနစ်တွဲမှာပဲဘလို့ရသည်တခုမှာပရီးမီးယားလီဂ်ရဲ့နှစ်ပွဲဆက်အနိုင်မရတဲ့စံချိန်နဲ့မှတ်တမ်းသိရေးထိုးနိုင်ခဲ့တယ်။မန်ယူနိုက်တက်အသင်းဟာဒီနေ့ရသည်တွဲမှာပရီးမီးယားလီဂ်မှာ နှစ်ပွဲဆက်လုံးဝနိုင်ပွဲမရှိပဲနဲ့သူတို့သမိုင်းတစ်လျှောက်အဆိုးအဝါဆုံးမှတ်တမ်းနဲ့ရင်ဆိုင်ခဲ့ရတာပါမန်ချက်စတာယူနိုက်တက်ကလီဗာပူးနဲ့အပြိုင်ပဲလီယွန်ကွေ့လေစမှာမှာဘိုင်ယန်ချီဂရီကိုဆက်သွယ်လျက်ရှိတယ်ဒီစားမောက်ကိုလီယွန်ကစာချုပ်တက်တန်းနောက်ဆုံးနဲ့ဖြစ်တဲ့အတွက်ယူရို35တန်းလောက်တားကတ်ထားတဲ့ချိန်ယူနိုက်တက်ကခေါ်နိုင်ဖို့ စာနာပြေဝါရှိချောင်းဆိုထားပါတယ်အောင်နာစာကတော့ဆိုဒီပရိုလီမှာလက်ရှိနေထားရလာမယ့်ရာသီမှာချန်ပီယံလိဝင်ဝင်ရနိုင်မှာမဟုတ်ကြောင်းအတည်ပြုလာပြီးဖြစ်တယ်ဆိုဒီပရိုလီမှာကာရင်ဘန်ဇီမာရဲ့ အဟီတီယက်ချန်ပီယံဖြစ်တဲ့အဟလာကချန်ပီယံလိဝင်ပွဲရပြီးလက်ရှိအာရှချန်ပီယံဖြစ်တဲ့အာလီကလည်းသုံးသင်းတိုက်ရိုက်ဝင်ပြီးအဆင့်၄နေရာမှာရှိတဲ့အာနာဆာဟာ AFC ချန်ပီယံလိပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပွဲရတော့မှာမဟုတ်ကြောင်းသူထားပါတယ်။ဒါဂျီမီဗာဒီကတော့ကစားမပွားအနားယူသွားမှာမဟုတ်ပဲ သူ့အနေနဲ့အသင်းသစ်ကိုရှာဖွေသွားမှာဖြစ်ကြောင်းနဲ့38နှစ်ရှိသည့်တအောင်ပရီးမီယာလိမှာကောင်းကောင်းကစားနိုင်ကြောင်းဆိုလိုက်ပါတယ်ဝက်ဆန်ယူနိုက်တက်ကကွင်းလက်ကစားပါတော့မဆူချက်ကိုရောင်းထုတ်မှာဖြစ်တဲ့ဆူချက်ကိုလက်ရှိနေထားရဝက်ဆန်ကထိုက်တဲ့ကံလာမှုကိုလက်ခံမှုရှိပြီးလစာ9000ပေးရတဲ့အတွက်သူ့ကိုရောင်းထုတ်ဖို့ပြင်ဆင်နေတာပါဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအောင်သာသင်ပါအားလုံးကျေးဇူးတင်ပါတယ်